တသက်လုံးထမင်းမငတ်စေရမယ်မွေးမြူရေးလုပ်ငန်းများနံပါတ်၁ရေပေါ်နွားမွေးမြူရေးလုပ်ငန်းနွားချင်းတူရင်တော့မှဒီနွားတွေကပို့ပြီးနားအေးတယ်လို့ပြောလို့ရပါတယ်အကြောင်းကတော့ရေထဲမှာမွေးလို့ပါဒီနွားချံကြီးဟာနယ်သာလန်နိုင်ငံမှာတည်ရှိပြီးတော့ရေပြင်ပေါ်မှာတည်ဆောက်ထားတဲ့ပထမဆုံးနွားမွေးမြူရေးခြံရင်းဖြစ်ပါတယ် နွားစာကြွေးတာကစလို့နုညက်တဲ့ခန္ဓာအထီကိုဒီခြံကြီးထဲမှာပဲအစာဆုံးလှုပ်ဆောင်ကြတာပါ။နွားစာကြွေးမဲ့မြက်ခင်းပြင်ကိုတောင်မှရေပေါ်မှာတီးတန့်တိဆောက်ထားတာဖြစ်ပါလေ။ဒီနွားခြံကြီးကိုအပိုင်း၃ပိုင်းနဲ့ဖွဲ့စည်းထားပြီးတော့အပေါ်ဆုံးအပိုင်းကတော့နွားတွေအနားယူတဲ့အပိုင်းပါ။ဒုတိယအပိုင်းကတော့နုညက်တဲ့နေရာဖြစ်ပြီးတော့တတိယအပိုင်းကတော့မျက်စားတဲ့နေရာဖြစ်ပါလေ။တချံကိုနွားကောင်ကြီး၄၀လောက်ထိမွေးမြူကြပြီးတော့၂၄နာရီမီးရှားဖို့အတွက်လဲဆိုလာတွေအပြည့်တက်ဆင်ပေးထားပါ။အကြောင်းသိကြတာတခုကတော့လူကြီးမင်းတို့အိမ်ထပ်ပို့ပြီးတော့မီးမှန်နေပါ။ ဒီလိုမွေးခြင်းကနွားတွေကိုလီကောင်းလီတန်းပူပြီးရစေတာကြောင့်နှုတ်ထွက်နှုံးလေးပိုကောင်းစေတယ်လို့ဆိုကြပါတယ်။ဒီနည်းပညာကလာမယ့်နာကမှာခက်စားလာမယ်မွေးညူရင်းနည်းပညာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်လူချင်းမင်းတို့လည်းဒီလိုမျိုးနာယီပါယီနေခြင်းနဲ့ဆိုရင်အခုကတည်းကစီရင်တူပေးထားကြဖို့အကြံပေးကြပါတယ်။နံပါတ်1ဈေးကြီးဆုံး coffee jam အဲ coffee jam လို့ပြောလို့ coffee bean တွေစိုက်ထားမယ်ထင်နေတော့မှားတော့ပါပြီ။အခုမြင်နေရတဲ့အတိုင်းပဲစင်တွေကိုပဲတွေ့မြင်နေရမှာဖြစ်ပါတယ်။တကယ်တော့ဒီစင်တွေကပဲ black ivory လို့ခေါ်တဲ့ coffee တစ်မျိုးကိုထုတ်လုပ်ပေးနေတာပါ။ ဟုတ်ပါတယ်။ Black Ivory Coffee ဆိုတာကတော့ဆင်ချီနဲ့လုပ်တဲ့ coffee တစ်မျိုးဖြစ်ပါတယ်။ဒီ coffee ကကမ္ဘာပေါ်ကဈေးကြီးဆုံး coffee တွေထဲကတစ်ခုဖြစ်ပြီးတော့လောက်ရတာလည်းအင်မတန်ခက်ပါတယ်။ဆင်တွေကိုအရင်ဆုံး coffee ဈေးတွေချွေပြီးတော့မှပြန်ထွက်လာတဲ့မဆင်တွေကနေ coffee ဈေးလေးတွေပြန်လဲကော်ရတာဖြစ်ပါတယ်။အဲတပိတ်သားဖိုးလောက်ချွေးမှတစ်ချက်သားဖိုးလောက်ပဲပြင်ရတာဖြစ်လို့ဈေးကလည်းပိုကြီးသွားတာဖြစ်ပါတယ်။ ဒီလိုနီလန်းကနေရရှိလာတဲ့ coffee တွေကပုံမှန် coffee တွေထက်လည်းရသာပိုကောင်းတယ်လို့ဆိုကြပါတယ်ဟမ်အဲအဲ့လိုပြောလို့ကိုတောင်းနေကြ coffee တွေကိုလည်းစင်ချီးတွေရှောက်ထည့်မနေကြဘူးအချမ်းပေးကြနံပါတ်3မိချောင်းမွေးမြူရေထိုင်းနိုင်ငံမှာလက်တလောခေစားနေတဲ့မွေးမြူရေကတော့မိချောင်းမွေးမြူရေပဲဖြစ်ပါတယ်ဒီမိချောင်းကြီးတွေကိုဘာလို့ဖို့လဲထင်နေတော့မှားသွားပါပြီမိချောင်းတေးတွေကတော်တော်လေးဈေးကောင်းရတတ်ပြီးတော့မိချောင်းသားကလည်းဈေးအလွန်ကြီးပါတယ်အကြောင်း2000ခုနှစ်လောက်ကတည်းကမိချောင်းမွေးမြူရေးလုပ်ငန်းကိုချဲ့ထွင်ခဲ့ကြပြီးတော့မိချောင်းကန်တွေလည်းအများကြီးပေါ်ထွက်လာခဲ့ပါတယ် အခုဆိုရင်ထိုင်းနိုင်ငံမှာမတ်ပုံတင်ထားတဲ့မိချောင်းခြံအရေးအတွက်ကအခုတထောင်ကျော်ထိကိုရှိလာခဲ့ပါပြီ။ဒီမိချောင်းတွေကိုတရေတွေအသားတွေဖြက်ရောင်းတာမဟုတ်ဘဲနဲ့သွေးနဲ့အဆီတွေကိုပါထုတ်ပြီးရောင်းကြတာဖြစ်ပါတယ်။ဒါရင်မဲလားဆိုတော့မဟုတ်သေးပါဘူး။မိချောင်းတွေကိုလုံခြုံရေးဝန်ထမ်းတွေအဖြစ်ပါအသုံးပြုပါတယ်။လေခွင်းတွေမှာတောဝတ်တွေနဲ့ဆင်ရိုင်းတွေရန်ကနေကာကွယ်နိုင်မှုအတွက်မိချောင်းတွေကိုအဆောင်ဖြစ်ထားကြတာပါ။အဲထိုင်းနိုင်ငံမှာမိချောင်းသွားဖြစ်ရတဲ့ဘဝကတော့တော်တော်လေးကိုတောက်လို့ရှုံနေမှာဖြစ်ပါတယ်။နံပါတ်၄ကလောက်ဝင်းကြီး အာဖရိကဘက်မှာဆိုရင်တော့ငှက်ကလေးဦးဈေးကွက်ကတော်တော်လေးကိုကျေပြတ်ပါတယ်အဓိကတော့ငှက်ကလေးဦးရဲ့အမွှေးတွေကြောင့်ဖြစ်ပြီးတော့ငှက်မွှေးတွေအားလုံးထဲမှာမှာဒီအမွှေးကဈေးအကြီးဆုံးဖြစ်ပါတယ်ဒီအမွှေးတွေကိုဈေးကြီးတဲ့အော်တိုဒီမှာတွေ့မြင်ရတတ်ပြီးတော့တစ်ခါတလေစာရေးတဲ့ဖောင်တိန်ဖြစ်လဲအသုံးပြုပါတယ်ပတ်စံအိတ်တွေဖနက်တွေလုတ်တဲ့နေရာမှာလည်းငှက်ကလေးဦးရဲ့တရေကိုအသုံးပြုကြပါတယ်အဲအခုမြင်နေရတဲ့ငှက်ကလေးဦးခြံကြီးကတော့ကဘာလက်ခီးသွားတဲ့စိတ်ဝင်စားမှုကိုရရှိထားပါတယ်ဒီမှာဆိုရင်ငှက်ကလေးဦးပါစီးလို့ရတဲ့အပြင်ကမှငှက်ဥတွေကိုပါဝယ်ယူလို့ရနိုင်ပါတယ် အဲအာဖရိကမှာငှက်ကလောက်ပိုင်ထားတဲ့သူကမြန်မာပြည်မှာနွားပိုင်တယ်လို့ပဲတော်တော်လေးအလေးဖြစ်တယ်လို့သိရပါတယ်။နံပါတ်၅စိတ်ပင်ကွန်ငွေမြူရေးပင်ကွန်ကိုစိတ်နဲ့ပေးစားလို့ရသလားမေးရင်တော့ရတယ်လို့ပဲပြောရအောင်။အခုမြင်နေရတဲ့အကောင်ကတော့စိတ်နဲ့ပင်ကွန်နဲ့ဆက်ကြထားတဲ့အကောင်ဖြစ်ပါတယ်။အဲလူချင်းမင်းတို့ထင်ထားသလိုမျိုး၆လောက်တည်းအများကြီးထွက်နေမှာတော့မဟုတ်ပါဘူး။ဒီစိတ်တွေက Golden Oblo ခေါ်တဲ့ပင်ကွန်မျိုးစိတ်တစ်မျိုးနဲ့ DNA ချင်းပေါင်းဆက်ထားတာဖြစ်ပါတယ်။ အကြည့်လိုက်ရင်တော့ပုံမှန်စိုက်တေလိုပဲဆိုပေမဲ့ထွက်လာတဲ့နှုတ်တွေမှာတော့ပင့်ကူမြင်တွေပါဝင်နေမှာဖြစ်ပါတယ်။ဒီပင့်ကူမြင်တွေကတာမန်မြင်တွေလိုမဟုတ်ပဲနဲ့မာကျောတဲ့ကျိုးပုံသဏ္ဍာန်ရှိပြီးတော့လေထီးတို့ငါးဖန်းပိုက်တို့လိုပျက်စီးတွေလောက်ရမှာအသုံးပြုပါတယ်။နောက်ပြီးတော့အကြီးကအင်ကြီးတွေပြုတ်လို့ရမှာလဲဒီပင့်ကူမြင်တွေကိုအသုံးပြုနိုင်သေးပါတယ်။ပင့်ကူတော်မှာအကောင်ချင်းကွာတဲ့စိတ်နဲ့ညားနိုင်သေးတာမို့လို့လူချင်းမင်းတို့လည်းလက်မလျှော့ကြဖို့အကြံပေးချင်ပါတယ်။အဆုံးလေးကြည့်ပြရတော့အားလုံးကိုကျေးဇူးတင်ပါတယ်။